ဘာ6ရက်နေ့ဖြစ်ပါတယ်။ဒီနေ့နိုဝင်ဘာ6ရက်နေ့ကိုတင်ဆက်ပေးသွားမှာကတော့ချင်းမြင့်နယ်မှာရှိနေတဲ့ကလေးတီးတိမ်လမ်းပိုင်းတွေပဲဖြစ်ပါတယ်။ဂန်ကောဟာကလမ်းပိုင်းကိုတော့ဂန်ကောမှာရှိနေတဲ့ခါလိုက်ရ50နဲ့ဒီနေမီကန်တရင်တဲ့ဖွဲ့တွေနောက်ပြီးတော့ပြည်သူ့အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ကလေးဂန်ကောလမ်းပိုင်းနဲ့ကလေးဟာကလမ်းပိုင်းကိုနေမီစုမွေးဆောင်ရွက်ဖို့လည်းဆောင်ရွက်နေတာရှိပါတယ်။ ဒါပေမဲ့အောက်ဘက်မှာရှိနေတဲ့မင်းတက်မတူဘီလမ်းမိုက်မှာကြတော့ NUG ရဲ့လက်အောက်ခံ PDF အဖွဲ့တွေရခိုင်နန်းနဂံတပုံ AA ရဲ့အတုံးချကန် CP Chin Brother ဟုကအဖွဲ့တွေကမင်းတက်မတူဘီလမ်းမိုက်မှာပိတ်ဆို့ထားတာရှိပါတယ်။အဲဒီချင်းမိနယ်ရဲ့မြောက်ပိုင်းလမ်းမိုက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကလေးတီးတိန်လန်ကလေးခမ်းပတ်လမ်းမိုက်မှာလည်းဒီ Chin Brother ဟုရဲ့လက်အောက်ခံအဖွဲ့တွေမဟုတ်ဘူးမင်းတက်မတူဘီဒါပြင်တီးတိန်စရည်ဒီဒေသကန် Local PDF ဖြစ်အဖွဲ့တွေအများကြီးကပိတ်ဆို့ထားတာရှိပါတယ်။ အပြင်မဲ့လက်ရှိအချိန်မှာတော့ဒီချင်းမိနယ်ရဲ့အဓိကဝန်လန်းထက်လန်းကြီးတွေကိုပြန်ကြည့်ရင်ဒီအောက်ဖက်ချမ်းမှာဆိုလို့ရှိရင်ကြောက်ထုပေါက်ဒေတာတွေမှာတက်ဘလကပိတ်ဆို့ထားတယ်။တံပတ်လက်မင်းတက်လောက်ထိအကျန်းဖက်သမားတွေကပိတ်ဆို့ထားတာရှိတယ်။ကန်ကောခါခါလမ်းမိုင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းကန်ကောမှာရှိနေတဲ့နေမီကန်တိုင်ရင်တက်ဖို့တွေကကန်ကောနဲ့ကလေးလမ်းမိုင်းကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။ အဲ့ဒီတွေဒီကလေးမှာရှိနေရတာကစားကလေးရဲ့လက်အောက်ခံတရင်တက်ဖွဲ့တွေကလည်းကလေးတိုင်းငင်းလမ်းမ်းကိုပြီးခဲ့တဲ့လားနငယ်ကပြန်လည်တက်ခတ်တိုင်းပိုက်ဖို့စီစဉ်ခဲ့ပေမဲ့ local pdf တွေနဲ့အကျန်းဖက်သမားတွေရဲ့ဝိုင်းဝန်းပေးဆိုတိုက်ခိုက်မှုတွေကြောင့်ထင်လောက်ခီးမရောက်ခဲ့ပဲနဲ့ယာယီထိုးစစ်ဆင်မှုကိုပြန်လည်ပြီးတော့ဆုတ်ခွာလာခဲ့ရရှိပါတယ်အဲ့ဒီနောက်ပြီးခဲ့တဲ့အော်တိုဘာလကိုနိုဝင်ဘာလဆန်းလေးကနေစပြီးတော့ဒီကလေးခမ်းဘတ်တမူလမ်းမိုက်ကိုနေပြီးစုမှုနိုင်ရေးအတွက်ကလေးမှာရှိနေတဲ့နေမိကန်တက်ရင်တက်ဖွဲ့တွေကခမ်းဘတ်မျိုးကိုဦးတည်ပြီးတော့နေပြီးရှင်းလင်းဆောင်ရွက်လျက်ရှိပါတယ် ပြီးခဲ့တဲ့ရက်တည်းကပဲဒီကလေးမျိုးရဲ့မြောက်ဖက်ချမ်းမှာရှိတဲ့ရာသီကျို55မှ56မှဝင်းကျင်တွေကနေစပြီးတော့ခံပတ်မျိုးအနည်းထိကိုနေမရှင်းလေးဆောင်ရွက်လျက်ရှိပါတယ်။ကလေးမျိုးရဲ့တောင်ပိုင်းမှာရှိနေတဲ့ကျေးရွာတွေဟန်တာရီထိုးမှာ GTC ဘဝင်းကျင်ကနေစပြီးတော့ကန်ကောရဲ့မြောက်ဖက်ချမ်းဒီဟန်တာရီတောင်ခင်ရဲ့မြောက်ခင်ရဲ့ကျန်တာစတဲ့ရွာတွေကနေဒီပြီးခဲ့တဲ့ 2025ခုနှစ်ဖေဖော်ဝါရီလထဲမှာတိုက်ခိုက်သိမ်းပိုက်ခံခဲ့ရတဲ့ကဘာနီစကန်ကိုလည်းပြန်လည်တိုက်ခိုက်ပြီးတော့အနိဒတာနဲ့ကန်ကောရဲ့ဂျားမာရှိနေတဲ့ဂျမတ်သမားတွေရှိနေတဲ့မန်ရောရွာကိုလည်းမြရှင်လေးဆောင်ရွက်ခဲ့တယ်။အနိနဲ့ဒီကလေးရဲ့ဂျားမာရှိနေတဲ့ဒီဂျမတ်သမားတွေအချိန်တော့အန်ယူဂျီပြည်ပြည်အုပ်စုတွေရဲ့ယာယီစကန်ယာယီစေးမှုတာဝန်ပြုလုပ်နေတဲ့နတ်ချောင်းနဲ့ဒီဟာခါလေးဒေသတွေကိုလည်းနေမရှင်လေးဆောင်ရွက်ခဲ့ပြီးတဲ့နောက်တမရော့စစ်ကြောင်းကြီးနှစ်ခုကကောကနေဦးတည်လာတဲ့တမရော့စစ်ကြောင်းကလေးကနေဦးတည်လာတဲ့စစ်ကြောင်းတွေကပူးပေါင်းပြီးတော့ချင်းမီနယ်ကိုဝင်တဲ့ အဓိကဒုတိယမြောက်လမ်းလို့ဆိုရမယ်ဒီဝေဘူးလာလမ်းကိုဝင်ရောက်ပြီးတော့တိုက်ခိုက်နေမဲ့ခဲ့တာပဲဖြစ်ပါတယ်ဒီကနေ့နိုဝင်ဘာ၁ရက်နေ့ကစပြီးတော့ဝေဘူးလာမြို့ကိုဦးတည်ပြီးတော့ကြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်လက်ရှိချိန်မှာတော့တမ်မတော်စစ်ကြောင်းတွေကဟာခါမှာပိတ်ဆို့ထားတယ်ကံခေါ်မှာပိတ်ဆို့ထားတယ်မင်းတက်ကြောက်ထုဒေသတွေမှာပိတ်ဆို့ထားတဲ့အတွက်ချင်းပြည်နယ်မှာရှိနေတဲ့ဂျပန်သမားတွေကတော့ရခိုင်လက်နက်ကိုင်သဘောအေရထောက်ပံ့ပေးမှုနဲ့ပလက်ဝမတူပြီးလမ်းပိုင်းကနေတဆင့်ဒီချင်းပြည်နယ်ထဲမှာတော့ခြေဦးတေရဦးတီယာ သွာလာနေကြဆဲပဲဖြစ်ပါတယ်။ဒါပေမဲ့တမရိုကချင်းမီနယ်ကိုနေမြရှင်လေးဆောင်ရွက်နိုင်ရေးအတွက် Friday Service စီစဉ်တဲ့အချိန်မှာတော့ဒီပြည်အောင်စုလမ်းမကြီးပေါ်မှာရှိတဲ့အိန္ဒိယမြန်မာထိုင်းနိုင်ငံလမ်းကြောင်းပေါ်မှာရှိနေတဲ့ကလေးတမှုကလေးဝလမ်းမကြီးစုမုံထားနိုင်ရေးအဓိကထားပြီးဆောင်ရွက်လာတာလည်းရှိတယ်လို့ကလေးကနေဦးတည်ပြီးတော့ဒီဒီတိန်တိုင်းငင်းလမ်းကိုလည်းချီတက်ဖို့တက်မှတ်ပြီးတော့ကြိုးစားလာတာလည်းရှိတယ်။ကမ်းမလမ်းကိုလည်းထိုးပေါက်လာတာရှိတယ်လို့ကံကောကလေးလမ်းမကြီးကိုသာစုမုံထားနိုင်ခဲ့မယ်ဆိုရင် ကျင်းရင်းပြည်နယ်မှာရှိနေတဲ့ PDF တွေချင်း PDF တွေအများအပြားအလို့စီလမ်းကြောင်းကိုပိတ်ဆို့ထားနိုင်ပေခြေနေမှရှိပါတယ်။ဘာကြောင့်လဲဆိုရင်ကလေးမျိုးရဲတောင်ပဲရန်ကုန်မြို့ရဲ့မြောက်ဖက်ချမ်းကဒီဒီသုစိတ်ရွာအများအပြားလည်းရှိတယ်။ NUG လောက်ကန် PDF အဖွဲ့တွေအများကြီးရှိတဲ့ဒေသတစ်ခုဖြစ်ပါတယ်။အကြောင်းမလို့ဒီကလေးနဲ့ကံကောလမ်းပိုင်းမှာကတမတော်ကသုံးမထားတဲ့ကံတာကတခုအကြမ်းမဲ့သမားတွေသုံးမထားတဲ့ကံတာကတခုအပိုင်းလိုက်အပြက်လိုက်ရှိနေတာဖြစ်ပါတယ်ဒါပေမဲ့ဒီတမတော်စစ်ကြောင်းတွေကကလေးကံကောလမ်းပိုင်းကိုနေမြရှင်လေးဆောင်ရွက်ခဲ့ပြီးတော့နှချောင်းကနေဒီဝေဘူလအကူ အတွင်ပိုင်း12မိုင်လောက် emission လေးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ပြောရရင်တော့ဒါကကလေးနှက်ချောင်းဝေဘုံလဖလန်းလမ်းမကိုသွားလို့ရတယ်အဓိကနေရာကြီးပဲဖြစ်ပါတယ်။ဝေဘုံလကနေအတွင်ထဲကိုဆက်လက်ချီတက်သွားမယ်ဆိုရင်တော့ဖလန်းမြို့နယ်ထဲမှာရှိရဲဘာသာရအထိကိုလည်းသွားရောက်ချီတက်နိုင်မှာပဲဖြစ်ပါတယ်။အဲဒီဘက်ကချင်းမြင့်နယ်ကိုဝန်နိုင်တဲ့အောက်ဘက်ကချင်းမြင့်နယ်တောင်ပိုင်းလမ်းချောင်းပေါ့တောင်ပိုင်းဒေသပသိမ်မော်ရလမ်းကိုနေမျိုးစုမျိုးဆောင်ရွက်ဖို့လည်းလိုအပ်နေပါသေးတယ်။အဒီနီယာရီမှာတော့ NUG လောက်ခံ PDF တွေအများအပြားကနေမရှင်းလေးရေးဆောင်ရွက်ဖို့လိုအပ်နေသေးတယ်ဆိုတော့အခြေအနေမျိုးရှိတယ်ဆိုပေမဲ့ ဒေသခံတရင်တပ်ဖွဲ့တွေလောင်းရီတကြောကပတ်လက်မင်းတပ်တကြောက PDF တွေကိုလည်းနိုင်ငံရှင်လေးဆောင်ရွက်နေဆဲပဲဖြစ်ပါတယ်။ဆိုတော့လက်ရှိချင်းမိနယ်အခင်းကျင်းကိုပြန်ကြည့်ရင်တော့တမရော်ကချင်းမိနယ်မှာရှိနေတဲ့ဂျမ်ဘတ်သမားတွေထိန်းချုပ်ထားတဲ့မြို့ကိုပထမဆုံးအနေနဲ့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ဝေဘုံလာမြို့ဖြစ်ပါတယ်။ဝေဘုံလာမြို့ပြီးရင်တော့နောက်ထပ်ဗေမြို့တွေဆက်လက်တိုက်ခိုက်သွားမလဲဆိုတော့ဆက်လက်စောင့်ကြည့်သွားရဖို့လိုပါတယ်။ အရှိချိန်မှာတော့တမ်းမတော်ရဲ့စည်ရေလှူရှာမှုကိုပြန်ကြည့်ပြီးခရရဲ့ကဒီတိမ်မှာခြေတိုက်ထားတဲ့ခလာရ269ကိုတမ်းမတော်လေကနေရဟယင်နေတဲ့အကျဉ်းချင်းအားဖြစ်တင်ခဲ့ပြီးတဲ့နောက်ဒီရဲ့ပိုင်းမှာတွန်းလံမျိုးကိုဆက်လက်ခြေတိုက်ခိုက်နေတယ်ဟုတ်လေသတင်းတွေရရှိပါတယ်အရှိတမ်းမတော်စစ်ကြောင်းနေတဲ့အတူဒီဆိုမီအဖွဲ့တွေကအကျံဘက်သမားတွေချင်းအစွန်ရောက်တွေကိုဝိုင်းဝန်းတိုက်ခိုက်ဖို့တဲ့တမ်းမတော်ရဲ့တောင်ဘက်မှာရှိနေတဲ့ဇတိချောင်းပတ်ဝန်းကျင်ကိုလည်းထိန်းချုပ်ထားတာရှိတယ်ဒါ့အပြင်တွန်းလံမျိုးရဲ့အနောက်မြောက်ဘက်မှာရှိနေတဲ့ဒေသတခုကိုလည်းဒီဒေသခံချင်းအဖွဲ့တွေနဲ့တမ်းမတော်စစ်ကြောင်းနေတဲ့ပူးပေါင်းပြီးပိတ်ဆို့ထားတာရှိပါတယ် ိုတော့ချင်းမိနယ်ထဲမှာတမတော်ကပြန်လဲထင်းချုပ်ကိုစူးစမ်းနေခဲ့တာကတော့ပြီးခဲ့တဲ့မိုးရင်တရံတော်ဖြစ်ပါတယ်။ဒါပေမဲ့လည်းချင်းမိနယ်မှာရှိနေတဲ့ဒီပထဝီအနေထားအရလမ်းမတွေရသွားရေးလာရေးကလည်းခက်ခဲတယ်။ချင်းမိနယ်ဆိုတာကလည်းဒီမြေအမြဲတမ်းပြိုတဲ့ဒေသတစ်ခုဖြစ်တဲ့အတွက်တမတော်ရဲ့ process ကသင်္ကြန်တော့ခင်းမပေါက်ခဲ့လို့ဖြစ်ပါတယ်။ဒီလိုမျိုး process ဆင်မှုတွေပြီးခဲ့တဲ့လာနေကကပဲဒီကလေးမျိုးကနေစပြီးတော့တိုင်းငယ်လမ်းကိုနေပြီးရှင်းလင်းရေးဆောင်ရွက်ဖို့ process ဆင်မှုတွေအင်အားတစ်ထောင်ကျော်နဲ့ဆောင်ရွက်ခဲ့တာရှိပါတယ်။ ဒါပဲမဲ့ဒီလောက်ကံ PDF အများအပြားရခိုင်လမ်းသာကန်သဘော AA ရဲ့ဝါမဲ Facebook မှုတွေကြောင့်တိုင်းငင်လမ်းစုံကိုမရောက်ဖက်နေဟွာပြီးလောက်ပါတယ်တက်မလို့စစ်ကြောင်းတွေကပြန်ပြီးတော့ဆုတ်ခွာလာရတယ်အဲ့တော့ဒါကစားကလေးမှာပြန်လဲစုဖွဲ့ပြီးတယ်နော်လိုအပ်တဲ့လက်နဲ့ခရံအင်အားတွေနဲ့အများပြားကိုပြန်လဲစုဖွဲ့ပေးခဲ့တယ်။ဒါကြောင့်မလို့ကလေးကနေ UTP ချစ်ကြလာတဲ့တက်မလို့စစ်ကြောင်းတွေကအနောက်ဘက်ကဒီတိုင်းငင်းလန်းစုံညောက်ဘက်မှာရှိနေတဲ့ကလေးခန့်ဘက်တမူလန်းပိုင်းနဲ့တောင်ဘက်မှာရှိနေတဲ့ကလေးကံကောလန်းပိုင်းကိုနေရှင်လေးဆောင်ရွက်နေတာကိုလည်းမြင်တွေ့ရပါတယ်။ ဆိုတော့ချင်းမိနေရဲ့အဓိကဝင်လန်းထွက်လန်းကြီးတွေအားလုံးကိုတက်မလို့ကအလေကနေပိတ်ဆို့ထားတာပဲဖြစ်ပါတယ်။အလေကနေချီတက်သွားတဲ့တက်မလို့ချက်ချောင်းကြီးတွေကမှဒီကလေးတိုင်းငင်းလမ်းပိုင်းကိုပိတ်ဆို့ထားနိုင်ခဲ့မယ်ဆိုရင်တော့တိုင်းငင်းလမ်းစုံလောက်ထိပိတ်ဆို့ထားနိုင်ခဲ့မယ်ဆိုရင်တော့ဤတိမ်ကိုလည်းပြန်လဲထင်းချုံနိုင်မှာဖြစ်သလိုဖက်လန်းကိုလည်းချင်းချောက်ထားနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ အခုတမရော်ကချင်းမြင့်နယ်မှာရှိနေတဲ့ဝေပုံလာမြို့ကိုပြန်လဲတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တဲ့အတွက်ဝေပုံလာမြို့ကလည်းချင်းမြင့်နယ်ရဲ့အဓိကဝန်လန်းထွက်လန်းတဲ့နေရာထဲမှာပါဝင်နေတာဖြစ်ပါတယ်။တကယ်တော့ချင်းမြင့်နယ်မှာရှိနေတဲ့အဓိကဝန်လန်းထွက်လန်းကြီးတွေမှာချင်းပြာသောဥကဖွဲ့တွေကချင်းမြင့်နယ်တောင်ပိုင်းရောမြောက်ပိုင်းရောပိတ်ဆို့ထားပေမဲ့တကယ်တဲ့ပထဝီအနေထားအရအရေးပါတဲ့နေရာတွေကိုတော့တမရော်ကနေမြေကချင်းအဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့ပြန်လဲချင်းသိမ်းဆောင်ရွက်နိုင်နေတာကိုလည်းမြင်တွေ့ရပါတယ်။ အဲ့ဒါပြန်ကိုဖလန်းမှာရှိနေပုံလို့ခေါ်တဲ့ဒီလေးစိတ်ကိုပြန်လဲထိန်းချုပ်နိုင်ရေးအတွက် CNA CNB အဖွဲ့တွေနဲ့တမတော်နဲ့ပြန်လဲညှိနှိုင်းပြီးတော့တက်ဆွဲထားတဲ့အဖွဲ့တွေကပြန်လဲဆုတ်ခွာပေးလိုက်ပါတယ်။ဒါပေမဲ့လည်းဒီ CNA CNB အဖွဲ့တွေကဆုတ်ခွာပေးလိုက်တဲ့အချိန်မှာတော့ CNDF နဲ့ရခိုင်လက်နက်ကိုင်သဘောအေအေရဲ့အတုံးချကန်အဖွဲ့တွေကဒီဖလန်းမှာရှိနေစုပေါင်းလေးစိတ်ကိုပြန်လဲထိန်းချုပ်ထားတော့မြင်တွေ့ရပါတယ်။ဆိုတော့အကယ်၍တမတော်စစ်ကြောင်းတွေကသာတိုင်ငင်လန်းစုံတိုင်ငင်လန်းစုံကနေမြောက်ဖက်ချမ်းမှာရှိနေတဲ့တိ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 ကနဲ့တွန်းဆန်ကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်မယ်ဆိုရင်တော့ ဒီအိန္ဒိယနဲ့မြန်မာနိုင်ငံရဲ့ဇက်မှာရှိနေတဲ့နောက်ထပ်မျိုးတစ်မျိုးကိုတိုက်ခိုက်တင်းမဲ့နေမှာဖြစ်ပါတယ်။အပြင်နောက်ထပ်ကလေးကနေဦးတည်လာတဲ့စစ်ကြောင်းကြီးကခံဘက်မျိုးကိုတိုက်ခိုက်နိုင်ခဲ့မယ်ဆိုရင်တော့ကလေးခံဘက်တမူးကလေးကလေးဝဘုံရလမ်းမကြီးကိုလည်းဖွင့်လှစ်သွားမှာဖြစ်ပါတယ်။အပြင်မဲ့ကလေးဝနဲ့ဘုံရကြားမှာတော့အချမ်းဖက်သမားတွေဆက်လက်ရှိနေသေးတယ်။ဒါကနမကတိုင်းရဲ့လက်အောက်ကတရင်တက်ဖွဲ့တွေတိုင်းမူးနယ်နေမြေကန်တရင်တက်ဖွဲ့တွေစစ်ကြောင်းမှုတွေနေမြေမှုတွေရဲ့ဆောင်ရွက်မှုတွေနဲ့လည်းအများကြီးသက်ဆိုင်နေပါသေးတယ်။ ဆိုတော့ချင်းပြည်နယ်ကိုအဓိကဝင်လန်းထွက်လန်းတွေကတော့မကွေးတိုင်းနဲ့စကိုင်းတိုင်းကအဓိကကြားတယ်လို့ဆိုရမှာဖြစ်ပါတယ်။စကိုင်းတိုင်းကတော့လက်ရှိစုမိုးထားတဲ့အနေအထားကကံကောဒေသကချင်းပြည်နယ်ကိုအများကြီးချိန်ချောက်ထားနိုင်တဲ့သဘောမျိုးမြင်တွေ့ရတယ်။ကလေးမျိုးကအဓိကချိန်ချောက်ထားနိုင်တယ်လို့မြင်တွေ့ရတယ်။မကွေးတိုင်းရဲ့အနောက်ချမ်းမှာရှိနေတဲ့ရောစောပေါက်မြိုင်ဒေသတွေကိုတော့နေမရှင်နေဆက်လက်ဆောင်ရွက်ဖို့လိုအပ်နေသေးပဲဖြစ်ပါတယ်။ သိမ်မော်ရလန်းကိုမေးတင်ထားတဲ့ပေါ့ရော်စောဒီတာတွေအချင်းချုံနိုင်သေးသေးရေကတော့ကပတ်လက်မတူပြီးလမ်းမိုင်းကိုထိန်းချုပ်ဖို့ကအမြဲတမ်းခက်ခဲပါတယ်။တောက်ထုမှာလေသိရှိတဲ့ဆိုပေမဲ့လည်းတကယ်တမ်းပထဝီအနေထားအရပရိုဆစ်ဆင်မှုနေပြည်တော်ဆောင်ရွက်ဖို့ကတော့လိုအပ်ချက်တွေရှိနေပါသေးတယ်။အပြင်ဒီ NUG လောက်ခံ PDF တွေရဲ့အဓိကအသက်သွေးကြောဖြစ်နေတဲ့မကွေးတိုင်းနဲ့စကိုင်းနဲ့အဆက်မှာရှိနေတဲ့ဒီကံကောရော်စောဒေတာကရေနံရွင့်တွေကိုအလားကြည့်ထားနေကြတယ်ပါလေတော်တော်လေးစိုးပါတယ်။ ီကရတဲ့အခွန်အခတွေဒီကရတဲ့ပတ်စံနေနေပဲအကြံဖက်သမားတွေကရန်နေပေါက်ခွေးရေးပစ္စည်းတွေနဲ့ဆက်ဆက်လုပ်ငန်းတွေကိုအများကြီးအသုံးပြုနေရရှိတယ်။ဒါအပြင်အကြံဖက်သမားတွေကရင်းနှံတွင်းတွေကိုလည်းဝကြီးအုပ်ထားတဲ့အတွက်နိုင်ငံတော်ကနေအခွန်အခတွေမရသလိုအကြံဖက်တွေရဲ့ရေတောမြစ်တစ်ခုအနေနဲ့ဆက်လက်ပြီးတော့ရပ်တည်နေတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဘေးမှာရှိနေတဲ့ဒီနေမြေကန်တရင်တဲ့ဖွဲ့တွေအနေနဲ့ပဲဖြစ်ဖြစ်နမခတိုင်းရဲ့လာအုပ်ခံတရင်တဲ့ဖွဲ့တွေနဲ့ပဲဖြစ်ဖြစ်ပါရမော်တာဂရိုက်တာဂျိုင်ရိုကော့ပတာစားတာတွေနဲ့ဒီရင်းနှံတွင်းပတ်တဲ့တကြောကိုအမြဲတမ်းစုံမထားနိုင်မှုလည်းလိုပါတယ်။ အဲ့တော့ချင်းမိနယ်နဲ့ဆက်ဆက်ပြီးတော့တင်ဆက်ပေးခဲ့တဲ့တဲ့တင်မှာချင်းမိနယ်ကိုပိတ်ဆို့ထားနိုင်မှုဆိုရင်တော့အဲ့နောက်ဘက်ချမ်းဒေသတွေကလင်းမော်လိုက်လမ်းပိုင်းမကွေးတိုင်းရဲ့အနောက်ဘက်ချမ်းဒေသရောစောကြောက်ထုဒီဒေသတွေကိုစုံမထားနိုင်မှုအများကြီးလိုအပ်ပါတယ်။အရှိချိန်မှာတော့ဒီခလာရ90ကဗျူဟာမှုကပြောင်းရွှေ့သွားပြီဆိုမယ်။ချင်းမိနယ်ရဲ့အဓိကနေရာတွေမှာတော့မြန်မြန်ဆန်ဆန်စီရေးဆောင်ရွက်မှုတွေကိုမြင်တွေ့လာရမှာရှိပါတယ်။ကန်ကုန်ကပြောင်းရွှေ့သွားတဲ့ဗျူဟာမှုကကလေးကိုရောက်ရှိသွားပြီးတဲ့နောက် ပြောင်းရွှေ့သွားတယ်ဆိုတဲ့သတင်းကြားရုံနဲ့ local PDF NUG လောက်ကန် PDF တွေမှာပြတ်ပြတ်တလဲဖြစ်နေတယ်ဆိုတဲ့သတင်းတွေကိုလည်းကြားသိရပါတယ်။ဒီကောင်မှုရဲ့ဆောင်ရွက်ချက်တွေစစ်ကိုစစ်နဲ့တူအောင်တိုက်တာတွေနဲ့နေပြည်တော်ဒေသခံတွေကိုပြန်နဲ့စီယုံကြီးဆောင်ရွက်နိုင်မှုတွေကလည်းတော်တော်လေးကိုထိရောက်ခဲ့တာကိုမြင်တွေ့ရပါတယ်။ကံကောဒေသပတ်ဝန်းကျင်မှာဒီခလာရ90ရဲ့ရခိုင်ပြည်ပမှုရှိစဉ်အချိန်တုန်းကဒေသခံတွေကိုကြားနဲ့ငါဖားနဲ့ငါဖြူမဲတဲပွဲအောင်ဆောင်ရွက်ထားနိုင်တာကိုလည်းမြင်တွေ့ရပါတယ်။ဒါပြင်စီရေးဆောင်ရွက်မှုတွေကိုကြည့်ရင်လည်းတတိပေးပြီးမှဆောင်ရွက်တာတွေကိုလည်းမြင်တွေ့ရတယ်။တိုင်းရင်တိုင်းပဲကျင့်ရင်ကျင့်ပဲ ဒါပြင်ပြည်သူလူထုအနေနဲ့လည်းအကျံဖက်သမားတွေနဲ့ခက်ခဲခက်ခောက်ပါနေဖို့ကိုလည်းစည်စည်ချာချာသတိပေးထားရဖို့လည်းမြင်တွေ့ရပါတယ်။ဒါကြောင့်မလို့အခုကလေးကိုရရှိတော်တဲ့ပြူဟာမှုရဲ့ဆောင်ရွက်မှုတွေကိုဆက်လက်ပြီးတော့ကျွန်တော်တို့တရင်ခေါင်းနဲ့စောင့်မျှော်ရအောင်ပါပဲဖြစ်ပါတယ်။ကလေးကနေတိုင်ငင်းကိုထင်ချုပ်ထားနိုင်မလို့သလိုကလေးကလည်းခန့်ပတ်လောက်ထိထင်ချုပ်ထားနိုင်မလို့ပါတယ်။ကလေးကံခေါ်လာမိုင်းကတော့ထင်ချုပ်ထားနိုင်ပြီလို့ဆိုရမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလထဲမှာထင်ချုပ်ခံခဲ့ရတဲ့ဒီနှက်ချောင်းနဲ့ဒီမှန်တော်ချားမှာရှိနေတဲ့ဒီ ကဘာနီတရာကဘာနီစကန်ကိုတိုက်ခိုက်ပြီးတော့လက်လွတ်ခံခဲ့ရတယ်တိုက်ခိုက်ပြီးတော့တိမ်ပိုက်ခဲ့တဲ့အတွက်တမလော့ကရာရီလက်လွတ်ပေးခဲ့ရပေမဲ့လက်ရှိချိန်မှာတော့ဒီလမ်းပိုင်းကိုတမလော့ကပြန်လဲထိန်းချုပ်ထားနိုင်ပြီလို့ဆိုရမယ့်အခြေအနေမျိုးရောက်ရှိလာတာပဲဖြစ်ပါတယ်ဒါအပြင်အခု2025ခုနှစ်နိုဝင်ဘာ6ရက်နေ့အထိချင်းမိနယ်စကိုင်းတိုင်းမကွေးတိုင်းနဲ့အဆက်မှာရှိနေတဲ့အချမ်းဘက်သမားတွေရဲ့ဆောင်ရွက်မှုနဲ့တမလော့ရဲ့စည်ရေးဆောင်ရွက်မှုအခြေအနေတွေကိုချိတ်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် ပလောကမတူဘူးလမ်းမိုင်းကတော့ပြန်လဲထိုးပေါက်ဖို့တော်တော်လေးလိုအပ်နေရောမှာဖြစ်ပါတယ်။ဒီကြောက်ထုရောစောဒေသမှာရခိုင်လက်နက်ကိုင်းတပေါင်းအေအေကအများကြီးဝင်ရောက်ဆွတ်ဖက်နေတာရှိတယ်လို့မင်းတက်ကမ်ပလက်နယ်မတူဘူးဒေသမှာရခိုင်လက်နက်ကိုင်းတပေါင်းအေအေကအများကြီးစိတ်ဝင်နေပါတယ်။ဒါအပြင်ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိနေတဲ့ဒီကပလောင်လက်နက်ကိုင်းတပေါင်း DNA အရင်နဲ့ပတ်သက်ပြီးအပြေးရလိုက်တာတွေရဲ့နောက်ဆက်တွဲတမတော်ရဲ့ထိုးစစ်ကရခိုင်ပြည်နယ်ကိုလာရောက်နိုင်နေတယ်ဆိုတော့ ဒီမှန်ချက်မှတ်စချက်တွေနဲ့ရခိုင်လက်နက်ကန်သဘော A ကဒီ Ambran လမ်းမဲပေါ်မှာရှိနေတဲ့နေအီကန်တောင်စခန်းကိုဆက်လက်ပြီးတော့ထိုးစစ်စင်တိုက်ခိုက်ဖို့ရည်ရွယ်နေပေမဲ့ထိုးစစ်ဆင်လိုက်တိုင်းနေ့စဉ်တိုင်းပြန်လည်ပြီးတော့လမ်းကျနေတာတွေရှိတယ်။ဗဇီကြီးနဲ့ကုတ်ကြီးရွာအနီးမှာခြေပြုတ်ထားတဲ့အရှိုးချင်းတွေနဲ့ရခိုင်လက်နက်ကန်သဘော A ရဲ့စီးရေလှောက်ရှားမှုတွေကိုလည်းတပ်မတော်ကတောက်လျှောက်ဆိုလိုအချို့ဆောင်ရွက်နေတာတွေကိုလည်းမြင်တွေ့ရပါတယ်။ဆိုတော့အခုလက်ရှိရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်အဆက်ကအခြေအနေတွေကလည်းစီးရေးတင်းမာနေတယ်။ ကျင်းမြင့်နယ်ကိုဝင်မှုတွေလည်းတက်မလို့စစ်ကြောင်းကြီးတွေကရနိုင်မဲ့လမ်းဝင်နိုင်မဲ့လမ်းတွေကိုတောက်လျှောက်ဆိုဆိုထိုးဖောက်နေရတယ်မြင်တွေ့ရတဲ့အတွက်ကျင်းမြင့်နယ်ရဲ့စစ်ရေးအခြေအနေကတော့အခုပွင့်လင်းရသည့်ရောက်လာပြီဖြစ်တဲ့အတွက်ကျင်းမြင့်နယ်ကစစ်ရေးသတင်းတွေကလည်းသတင်းကောင်းတွေကြားရဖို့ရှိနေပါတယ်။အဲဒါတော့ဒီနေ့နိုဝင်ဘာ6ရက်နေ့အတွက်ရရှိတဲ့သတင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဟုတ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဝေပေါ်လာမြို့ကိုတော့တက်မလို့ကမနေ့ကနိုဝင်ဘာ9ရက်နေ့ကပြန်လည်တိုက်ခိုက်သိမ်းပိတ်ခဲ့တယ်ဆိုတော့သတင်းနဲ့ပတ်သက်ပြီးဆက်ဆက်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။